ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာစတူဒီယိုကလစ်က Brian ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဟိုတလောတော့မှာပေါ့နော်ကျွန်တော်တို့ရုံမှာအဖြစ်ပြက်လေးတစ်ခုဖြစ်သွားတယ်အဲ့ဒါဘာလေးလဲဆိုတော့ဒီပြက်သွားတဲ့ကြီးသားတရရပေါ့နော်အဲ့ကောင်မလေးကသူ့ကောင်လေးကိုသူပေးခဲ့ဘူးရယ်ဝယ်ခဲ့ဘူးရယ်ပစ္စည်းကိုဒလီနဲ့အပ်ပေးလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ဒီအဖြစ်ပြက်ကို refresh ယူပြီးတော့ကျွန်တော်ကလူတွေကိုပေါ့နော်ကိုရဲ့ကောင်လေးကိုပေးခဲ့ဘူးရဲ့ပစ္စည်းတွေကိုကျွန်တော်ကပြန်ယူခြင်းလားဒါမှမဟုတ်အဲ့ဒီကောင်လေးကတော့ပြန်တောင်းမယ်ဆိုလို့ရှိရင်သူတို့တွေဘယ်လိုဖြစ်မလဲဆိုတာကိုလိုက်ကြည့်ပေးကြပါဦးခင်ဗျအဲ့တော့ကျွန်တော်တို့ပတ်မိကြရအောင် ဒီနေ့မိကုံးလေးတစ်ခုနှစ်ခုလောက်မေးချင်တာပေါ့နော်အဲ့တော့အမအဆင်သင့်ဖြစ်ပြီလားဟုတ်ရပါတယ်ပထမဆုံးမိကုံးကကြတော့ပေါ့နော်ဒီကိုကိုပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုကြီးစားဟောင်းကပြန်ပေးမယ်ဆိုရင်အမအနေနဲ့ပြန်ယူမှာလားမယူတော့ဟုတ်လားဘာဖြစ်လို့လဲဘာကိုကပေးပြီးသားပဲလေပြန်မယူတော့အဲ့ဆိုလို့ရှိရင်ဘယ်လောက်ပမာဏလောက်ဆိုလို့ရှိရင်ပြန်ယူမလဲတောင်မိုးကြည့်ရင်တော့ပြန်ယူမှာပေါ့ကိုပေးထားတာနည်းနည်းလေးမှမဟုတ်တာအာโอเคပါโอเคအခုလိုဖြစ်ကြပြည့်တဲ့ကျေးဇူးအများကြီးတင်ပါတယ် ပါပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုကြီးသားဟောင်းကပြန်ပေးမယ်ဆိုလို့ရှင်လက်ခံပြပါလားလက်ခံပြတော့ဟုတ်လားဘာဖြစ်လို့လဲပေးပေးသားပစ္စည်းပြန်မြူကောင်းလို့ဟုတ်လားအဲ့ဆိုလို့ရှင်အဲ့ပစ္စည်းက300လောက်တန်းတယ်ဆိုလို့ရှင်ပြန်ယူမှာလားမယူတော့အာအဲ့တော့ဒီပြက်သားတယ်ပြက်သားတယ်အားဆိုလို့ရှိရင်ဒါမှမဟုတ်ကိုကြီးစားဟောင်းကကိုပြန်တောင်းမယ်ဆိုလို့ရှိရင်ရောမယူတော့ဟိုပြန်တောင်းမယ်ဆိုရင်ပြန်တောင်းမယ်ဆိုရင်မတောင်းလောက်ဘူးထင်တာပဲဟုတ်လားအော်ဟုတ်ကဲ့ပါပေးရရင်မရှိလို့ အာတကွက်ထဲရဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့မိကုန်းလေးနည်းနည်းမေးမယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အမ်ကိုပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုကြီးစားဟောင်းကပြန်ပေးမယ်ဆိုလို့ရှင်လက်ခံပါလားကြီးစားဟောင်းကျတော့ဟောမလို့ကျွန်တော်သူ့မှာလေကြီးစားရှိပြီသားဆိုတော့လေအာအာဆိုလို့ရှင်ဘလောက်ပမာဏလောက်ဆိုလို့ရှင်ကွာ300လောက်200လောက်ဆိုရင်ပြန်ယူမှာလားမယူချင်ဘူးအဲ့လိုမျိုးလဲအမမဟုတ်ဒါမှမဟုတ်ကွာအဲ့ဒီကောင်လေးကနေပြီးတော့အမဝယ်ပေးခဲ့ဘူးရဲ့ပစ္စည်းတွေပြန်လာတောင်းမယ်ဆိုလို့ရှင်ရောအဲသူ တော့ဘာမှဝယ်ပေးတာမရှိဘူးရှင်အဲ့လိုမျိုးအဲ့ဒါဒီဟာဆိုရင်၃ရက်မြတ်လောက်ပဲကောင်လေးတွေမကောင်းဘူးနော်ဟုတ်တယ်ကိုပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုကြီးစားဟောင်းစီကအဲဘယ်လောက်ပမာဏလားဆိုလို့ရှင်ပြန်တောင်းပါလားအဲဘာလို့ဘယ်တော့မှပြန်တောင်းလာလားဆိုတော့မသိဘူးဘာလို့ရီးသားဟောင်းလဲဆောင် မပေးဘူးလို့အဲဆိုလို့ရှိရင်ရီးသားဟောင်းကကိုပေးဘူးတာရပါရှိလားအင်းမရှိဘူး ဟာကောင်းတယ်ဘယ်စားပဲကြည့်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကျေးဇူးမိကွန်းလေးကကြာတော့ဗောနော်ဒီကိုပေးခဲ့ဘူးရဲ့လက်ဆောင်နေထဲမှာဆိုလို့ရှိရင်ကိုရီးစားဟောင်းစီကဘယ်လောက်ပမာဏလောက်ဆိုလို့ရှိရင်ပြန်တောင်းကျင်လဲအမ်မတောင်းကျင်ပါဘူးဘယ်မှမတောင်းကျင်ဘူးရီးစားဟောင်းလည်းမရှိခဲ့ရလဲပါတယ်ဗောလာဟိုမှာကောင်မလေးတယောက်တော့တွေ့ရတယ်ဆိုတော့တော်မီကြီးကြရာအတရှင်းနားထောင်နေရလားဟုတ်တယ်ဟာဘာဘာချင်းနားထောင်နေရလဲခင်ဗျာအာ ABCDEFU ဟော အာလက်တလုံးမှာပြထားတဲ့ရည်စားတွေပါရှိလားရှိရယ်อืมအဲဆိုလို့ရှိရင်မိကုန်းလေးနဲ့လာမေးချင်လို့အမအတွက်ဖြည့်ပြီးလို့အဆင်ပြေလားတည်ရယ်ဖြည့်ပေးမယ်ဟုတ်ကဲ့ကိုပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုရည်စားဟောင်းကပြန်ပေးမယ်ဆိုလို့ရှိရင်အမအနေနဲ့လက်ခံပါလားအာပြန်ပေးရပြန်ပေးရောမပေးစေချင်ဘူးပေါ့နော်ဘာလို့လဲဆိုကိုရီဝယ်ပေးတဲ့ပစ္စည်းတွေပါလေဆိုလဲတခါမှအဲ့လိုပြန်ပေးပါနဲ့ဆိုတောင်းတာမရှိဘူးလောကကြီးအတောင်းခံလိုက်ရတယ်အဲ့တွဲတော့ဝယ်ပေးဝယ်ပေးခဲ့တဲ့ဟာတွေကိုငါ့ဟာပြန်ပေးဆို မပေးနိုင်ဘူးဆိုပြီးဖုန်းချလိုက်တယ်ဘလော့လိုက်တယ်အဲ့ဒါကြတော့ဘယ်လိုပုံစံမျိုးကြီးလဲမသိဘူးเนาะတော်တော်ဆိုးရဲအဲ့လိုမျိုးအာ S နဲ့ရအောင်လောကအဲ့လိုပြန်ပြန်ပြန်တောင်းကြရတယ်နည်းနည်းသူတို့ကမပေးဘူးကွာတည်လားရှင်းရှင်းလေးပဲကိုကြီးကိုကြီးသာဝယ်ပေးဖြစ်ရင်သိရမလားချက်တဲ့ချိန်တော့ဝယ်ပေးတာကွာမပေးသိရမလားပြန်လဲမတောင်းနေတော့ဟုတ်ကဲ့ပါအခုလေးဖြေချပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်โอเคကျေးဇူးတင်ပါတယ်ငင်လာပါဟုတ်ကဲ့အာကျွန်တော်ဒီနေ့မိခွန်းလေးနည်းနည်းတော့မေးချင်လို့ပေါ့နော်အဲ့တော့အခုအနေနဲ့ဖြေဖို့ ready ဖြစ်ပြီလားဟုတ်ရပါတယ် အဲ့ဆိုရင်ကိုပေးခဲ့ဘူးရဲ့လက်ဆောင်ဘုံတော့ကိုရဲ့ ace ကကိုရဲ့ရည်စားဟောင်းကပြန်ပြီးပေးမယ်ဆိုလို့ရှိရင်အခုအနေနဲ့ပြန်လက်ခံပါလားအာလက်ခံပါပါဟုတ်လားဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ကိုပေးထားတဲ့လက်ဆောင်နဲ့သူနဲ့မထိုက်တန်ဘူးဆိုတော့ကိုပြန်ပြန်ရတာတန့်တော့ပါဟာဟုတ်ကဲ့ဒါမှမဟုတ်ကိုရဲ့ရည်စားဟောင်းကကိုစီကပြန်တောင်းမယ်ဆိုလို့ရှိရင်ပေးပါလားအဲ့လိုမပေးဘူးအခုအနေနဲ့ရည်စားဟောင်းနေပါတယ်တတိယရတယ်ပါရှိလားอืมရှိပါတယ် ပထမဆုံးမိကုံးလေးကကြတော့ဗောနောကိုပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုရီးစားဟောင်းမှာပြတ်ပေးမယ်ဆိုလို့ရှိရင်အမအနေနဲ့လက်ခံပါလားအင်းရီးစားဟောင်းဆရာဘာမှမရဘူးရီးရကောင်းတယ်တော့အဲရုပ်ကြားလေးမကောင်းတော့အဒီရတယ်ဆိုမပါဘူးတကယ်လို့ဗောနောအဲကိုစီကနေပြီးတော့ဒီ तू ကပြန်မတောင်းမဲနဲ့ဗောနောဒီကိုစီကနေပြန်တောင်းမယ်ဆိုလို့ရှင်ဥပမာကိုဝယ်ပေးပြီးဘူးရဲ့ပစ္စည်းပဲဖြစ်ဖြစ်ဒါမှမဟုတ် तू ကဝယ်ပေးဘူးရဲ့ပစ္စည်းပြီးအမစီကပြန်တောင်းမယ်ဆိုလို့ရှင်အမအနေနဲ့ပြန်ပေးမှာပေးဘူး အခုလိုမျိုးဖြစ်ကြပြီးတဲ့ကျေးဇူးအများကြီးတင်ပါတယ်။မမင်္ဂလာပါ။ဟုတ်မင်္ဂလာပါရှင်။ပထမဆုံးမိကုန်းလေးရကြတာပေါ့နော်။ကိုဝယ်ခဲ့ဝယ်ပေးခဲ့ဘူးရဲ့လက်ဆောင်တွေပေါ့နော်။ကိုရီးစားဟောင်းကပြန်ပေးမယ်ဆိုလို့ရှိရင်အမအနေနဲ့ပြန်လက်ခံပါလား။အမကလေးတောင်းအောင်မေးဆိုတော့မတိဘူးတော့။အာဟုတ်ကဲ့ပါခင်ဗျာ။အာဆိုလို့ရှိရင်ပေါ့နော်။ကလေးတောင်းအောင်နဲ့ဆိုတော့မထင်ရအောင်နော်။အပြူကြီးလိုအောင်ထင်ရတယ်။16နှစ်လားမသိဘူး။38နှစ်။ဟာလူရပါပဲ။ ကဲပထမဆုံးမိကွန်းကကြတာပေါ့နော်ကိုဝယ်ပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုကြီးသားကပြန်ပေးမယ်ဆိုလို့ရှိရင်အခုအနေနဲ့လက်ခံပါတဲ့မခံတော့ဟုတ်လားဘာဖြစ်လို့လဲပေးပြင်ပြန်မြူတာအာဟုတ်ကဲ့ပါဒါမှမဟုတ် तू က तू ပေးခဲ့ဘူးရဲ့လက်ဆောင်ပြန်တောင်းမယ်ဆိုလို့ရှိရင်ရောပြန်မပေးဘူးဒါမှန်တယ်တခုတခုလောက်လိုက်မှာပေါ့အဲ့ဒါဟုတ်အခုတော့သတိရသည်လား ဘယ်တယောက်ပြောအာဆောရမရတော့ပါမရတော့ပါအမနှစ်ကွက်ထည့်ပါဟုတ်ကဲ့ပထမဆုံးမိကွန်းကကြာတော့ဗောနော်ကိုဝယ်ပေးခဲ့ဘူးရဲ့လက်ဆောင်ကိုကိုကြီးစားဟောင်းကပြန်ပြီးတော့တောင်းမယ်ဆိုလို့ရှိရင်အခုအနေနဲ့ပြန်လက်ခံပါမပေးပါဟုတ်ကဲ့ဟုတ်ဘာဖြစ်လို့လဲခင်ဗျယူရင်တော့အာအဲ့တော့သူကပြန်တောင်းနေဆိုလို့ရှိရင်တော့သူဝယ်ပေးခဲ့ဘူးရဲ့လက်ဆောင်တစ်ခုခုပြေးမှာဆိုပြေးမှာမပေးတော့တိန်းထားလိုက်တော့တိန်းထားလိုက်တော့အေးမ तू မရှိပြီမဲ့ तू နားမှာတခုခုသူ့ရဲ့ PC လေးတခုရှိနေရရင်နေလို့ရတာပေါ့ကြာ သတိပါရရသေးလားမရတော့သိကြလို့လားမူဇန်နေနေပါနေတယ်မပါပါဘူးသိကြပါရဲ့ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါကျေးဇူးပါကဲအခုဆိုလို့ရှိရင်မနော်ကျွန်တော်လိုက်ပြီးမင်းမင်းရတဲ့လောက်မှာအတွဲတော်တော်များများမှာယောက်ျားလေးတွေကလက်ဆောင်မပေးကြဘူးနော်ဘာဖြစ်လို့ကိုယ်ကောင်မလေးကိုချစ်လို့ရှိရင်ဘာလို့မပေးရလဲဗျာပြီးလို့ရှိရင်နောက်တစ်ခါအကြတော့အခုကောင်မလေးလည်းလုံအောင်စိတ်ဓာတ်အာမငယ်ပါနဲ့ဒီတိရမကောင်ရင်နောက်တစ်ယောက်ပြောင်းလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်လို့ထင်ပါတယ်ခင်ဗျာနောက်တစ်ပတ်3 interview မှာလည်းကျွန်တော်လည်းအတူတူပြန်လာခဲ့ပါအောင်အားလုံးပဲဆက်ဆက်ပါတယ်ဘိုင်ဘိုင်